မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ4ရက်နေ့မနက်ပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တခိုင်က၎င်းကိုလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပြီးတော့ပယ်ချက်ထားမှုအပေါ်ပြညာစင်စားပေးရန်နဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ပြုရန်တင်ကြားထားမှုအပေါ်ရွေးကောက်ပွဲကော်မရှင် UEC ကဥပဒေစည်းမျဉ်းစည်းကမ်းများနဲ့အညီလှုံ့ဆော်ခြင်းဖြစ်တယ်လို့တုံ့တက်ထားပြီးတော့ မဲအောင်လိုင်ရဲ့အဆုံးဖြတ်တာအဓိကလို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလနောက်ပိုင်းမှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တတ်ခိုင်မှာအကြွေးတွေပေးရန်ရှိနေတယ်ဆိုတဲ့အချက်ကြောင့် လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပြီးတော့ရွေးကောက်ပွဲကော်မရှင် UEC ကပယ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့တတ်တက်ခိုင်ကပြန်လည်ပြီးတော့သူ့ကိုစဉ်းစားပေးရန်မင်းအွန်လိုင်းနဲ့ UEC ဥက္ကဋ္ဌအထံကိုအတနာခန်းစာတင်ထားတယ်လို့သိရပါဗျ။အဲ့ဒီအတနာခန်းစာများကို UEC ဘက်ကပြန်လည်တုံ့တက်စဉ်းစားရမှာဥပဒေစည်းမျဉ်းစည်းကမ်းများနဲ့အညီဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့တုံ့တက်ထားကြောင်းသိရပါဗျ။အဲ့ဒီတုံ့တက်ချက်များကိုလည်း အကြပ်ဖက်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းထံကိုတင်ပြကြမှာဖြစ်ပြီးတော့မင်းအွန်လိုင်းရဲ့အဆုံးဖြတ်တာအဓိကဖြစ်တယ်လို့ပြောပါတယ်မင်းအွန်လိုင်းကခွင့်ပြုရင်တတ်တခန့်ရွေးကောက်ပွဲမှာပါဝင်ရှင်နိုင်ွင့်ရမှာဖြစ်ပြီးတော့မင်းအွန်လိုင်းက UEC ရဲ့သဘောထားအတိုင်းပဲဆိုပြီးတော့ပြန်ပြီးတော့ဗိုလ်လီဘောပုတ်လိုက်ရင်တော့တတ်တခန့်ကိုကိုယ်စလဲလောင်းအဖြစ်ကနေပယ်ဖြတ်ထားမှုကိုရုတ်သိမ်းရန်မရှိဘူးလို့သိရပါတယ် UEC အဖွဲ့အတွင်းသဘောထားကတော့ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီဆောင်ရွက်ချင်းသာဖြစ်ပါတယ်ပြဋ္ဌာန်းချက်နဲ့အညီဆောင်ရွက်ချင်းဖြစ်တယ်လို့သုံးသပ်ချက်ထွက်ထားပါတယ်အဲ့ဒီသုံးသပ်ချက်ကိုလည်းမင်းအွန်လိုင်းစီကိုပို့မယ်အကယ်၍မင်းအွန်လိုင်းက UEC ရဲ့အဆုံးဖြတ်ကိုသူ့အနေနဲ့ဘာမှဝင်ရောက်ဆွတ်ဖက်စရာမရှိဘူးဆိုရင်တော့တသက်ခံရဲ့ကိုယ်စလဲလောင်းပယ်ဖြတ်ထားမှုကဘာမှကိုပြည့်ပြည့်ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူးတသက်ခံရဲ့အတနာခံစားအပေါ်မင်းအွန်လိုင်းကယက်ဆိုရင်ရွေးကောက်ပွဲဝင်ခွင့်ရမှာပေါ့ UEC ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲလို့မှတ်ချက်ပေးလိုက်ရင်တော့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ပွဲရမှာမဟုတ်ပါဘူး။ဒါပေမဲ့တစ်ဖက်မှာလည်းသူ့ရဲ့အကျွေးတွေကမကြည်သေးတော့ဥပဒေနဲ့ကညှိနေစေဖြစ်တာမို့သူရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ပွဲမရဖို့ကတေးကြတော့လောက်ဖြစ်နေတယ်လို့အဲ့ဒီအမှုကိစ္စထဲမှာခဲတဲ့ဝင်ဝင်သိရှိနေတယ်။ဒါပြီးတော့ UEC ရွေးကောက်ပွဲကော်မရှင်တရင်ရင်းတွေကရှင်းပြထားပါဗျ။ ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်နှစ်မှာအညီစရင်တည်သွင်းထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတော်တတ်ခိုင်ဟာတပ်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ကကြီးမှာပါတယ်ပြဋ္ဌာန်းချက်နဲ့ညီဆွနေတဲ့အတွက်ကိုယ်စလေလောင်းစရင်ကနေပြီးတော့ပယ်ဖျက်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့ပါတယ်။ကဘာရေးဖျားလန်းနဲ့ဆရာဆန်လန်းတောင်မှာရှိတဲ့68 residence အင်ယာစီမံကိန်းကိုတတ်တတ်ခိုင်နဲ့သူ့ရဲ့ယောက်ျားလို့ခေါ်ရမလားမိန်းမလို့ခေါ်ရမလားအောင်ကျော်ဝင်းတို့က ကမ္ဘောဇာဗန်ထံကနေပြီးတော့ငွေကျပ်ဘီလီယံ100ကျော်ချေငှခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့68 resident AR စီမံကိန်းဟာအချိန်မီပြီးစီးနိုင်ခြင်းမရှိခြင်းဝယ်တဲ့ customer တွေကိုအခန့်အပ်နိုင်ခြင်းမရှိခဲ့ဘူးလို့ပြောပါတယ်။ဒါအပြင်ကမ္ဘောဇာဗန်ကနေပြီးတော့ချေယူထားတဲ့ငွေကျပ်ဘီလီယံ100ကျော်ဟာလည်းအတိုးရောအရင်းမှာပြန်လည်ပိတ်ဆက်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။စစ်တပ်ကပြင်ဆင်ထားတဲ့ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်းငါပုံမှန်ရှက်ဂါကြီးမှာပါတယ်လွတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်မှာနိုင်ငံတော်နဲ့ ပုတ်ပလိကကို မသိလျော်တဲ့ပေးရန်တာဝန်ကင်းရှင်းသူများလို့ပြဋ္ဌာန်းထားရမှာတသက်ခိုင်ဟာကမ္ဘောဇာဘဏ်ကိုငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးရန်ရှိနေတဲ့အတွက်အဲ့ဒီဥပဒေပုံမှန်နဲ့ညီဆိုးနေခြင်းဖြစ်တယ်လို့သိရပါဗျ။တသက်ခိုင်အပါအဝင်လွတ်တော်ကိုယ်စားလှယ်လောင်း86ဦးကိုလွတ်တော်ကိုယ်စားလှယ်လောင်းအရေးချင်းသတ်မှတ်ချက်များနဲ့မပြည့်မီတဲ့အတွက်လွတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ်ကနေပြီးတော့ပယ်ချက်လိုက်ကြောင်းရေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။တသက်ခိုင်ကတော့၎င်းအနေနဲ့ American Dollar ပန်း185ပန်းတန်ငွေကျပ်အပြင် 940ဘီလီယံတန်နဲ့68 Brexit AR စီမံကိန်းအတွက်ကမ္ဘောဇာဘဏ်ကအကျွေးယူခဲ့ပြီးတော့အတိုးနောက်ကျရခြင်းများဖြစ်ပေါ်ခဲ့တယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်။အကျွေးကို10နှစ်တန်တီဖြစ်စေ10နှစ်တန်တီဖြစ်စေဆက်လက်ပြီးတော့ဆက်သွားမှာဖြစ်ကြောင်းကိုရန်ကုန်မှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကသတင်းစာရှင်းလင်းပွဲကျင်းပရာမှာထုတ်ဖော်ပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရနေ့တိုင်းလောင်းလုံးမြို့နယ်မှာရှိတဲ့ကြေးရွာများကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းမဆက်တက်ကိုနေရစတိုက်တိုက်ခိုက်ရာစစ်ခွေးတွေဘက်က၈ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ22ရက်နေ့နဲ့22ရက်နေ့တွေမှာအင်အား84ဦးပါတဲ့အကြမ်းမစစ်ခွေးစစ်ကြောင်းဟာကရင်ကြီးကြေးရွာနဲ့ကမ်းပဏီကြေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန် ော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုနှစ်ကြိမ်အတွင်းမှာအကြမ်းဖက်စစ်တပ်ကရှေ့ဦးတေဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီးတော်လိုင်းရဲဘော်တအုပ်မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးပစ်ကူအပါအဝင်စစ်သည်မောများကလည်းပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ခွဲစစ်ကြောင်းဟာကမ်ပနီခြေရွာကိုစစ်ကြောင်းထုတ်ဝေရောက်ကကမ်ပနီခြေရွာနဲ့ ဘညက်ကြီးပါကြောင်းမှာရှိတဲ့ဖះတောင်မှာတက်ဆွဲထားတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များဘက်ကလည်း drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးပါဘူး။၎င်းတိုက်ခိုက်မှုကိုဒေါနာစစ်ကြောင်းသုံး KBDF ဒေါနာတပ်ခွဲခွန် LBF ဒဝဲခရိုင်တပ်ပေါင်းစု DNL ဒုရကစစ်ကြောင်းရမညမော်တပ်တော် RMA နဲ့လောင်းလုံးပကောက်ဖတ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာ လောင်လုံးမျိုးပေါ်ကိုရောက်ရှိသွားပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့စံပြင်းနယ်မြောက်ပိုင်းကုခန့်မြို့မှာရှိတဲ့ BSLF TNLA ရဲ့ရဲတပ်ဖွဲ့ကနေလုံခြုံရေးယူပြီးတော့စောင့်ကြပ်နေတဲ့အချုပ်ခန်းကိုအချုပ်သား38ဦးက2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့ညတကောင်းရံအချိန်မှာအချုပ်ခန်းကိုဖောက်ပြီးတော့ထွက်ပြေးလုံမြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အချုပ်သားများထွက်ပြေးလွတ်မြောက်သွားခြင်းကြောင့်ကိုခိုင်မျိုးပတ်ဝန်းကျင်မှာ PSLF ကရဲတပ်ဖွဲ့များစစ်ဆေးရေးတွေတင်းကျပ်လျက်ရှိတယ်လို့ကိုခိုင်မျိုးကဒေတာခံပြည်သူတို့ကပြောပြထားပါတယ်။ကိုခိုင်မျိုးမှာရှိတဲ့အချုပ်ခန်းကအင်္ဂရီတွေနဲ့အခိုင်အမာတည်ဆောက်ထားတဲ့အချုပ်ခန်းမှာ PSLF ရဲတပ်ဖွဲ့တွေလုံခြုံရေးပေါ်ဆလို့အခုလိုအချုပ်သားတွေအချုပ်ခန်းကိုဖောက်ဖွက်ပြေးသွားနိုင်တာပေါ့။အချုပ်သားတွေ38ဦးလုံးကအချုပ်ခန်းတကားဘက်ကနေပြီးတော့လွတ်လွတ်လပ်လပ်ထွက်ပြေးလွတ်မြောက်သွားတဲ့ပုံမှာပဲ ။နောက်နေ့မနေ့ကျမှရဲတပ်ဖွဲ့တွေကအချုပ်ခန်းရဲ့တကားမှာတကားတော့တွဲလောင်းချိန်နေပြီးတော့အချုပ်ခန်းဟောင်းလောင်းဖြစ်နေတာကိုတွေ့ရတယ်လို့ပြောပါတယ်။အချုပ်သားတွေလွံ့မြောက်သွားလို့မနေ့ကညနေအထိကုတ်ခိုင်မြို့အဝင်ဖွဲ့တွေမှာ PSLF ရဲတပ်ဖွဲ့တွေစစ်စင်းရဲတွေတင်းကျပ်နေတာကိုတွေ့ရတယ်လို့ပြောပါတယ်။ခွက်ပြေးလုံးမြောက်သွားတဲ့အချုပ်သားများထဲမှာခိုးဆိုးလူရမှု၊မူရမှု၊မရိမှု၊လူတက်မှုနဲ့အခြားသော ပုံမှန်ကြီးအမှုများနဲ့ထုံအောင်ချင်းခံထားရတဲ့ အောက်ကန်းစားများပါဝင်နေတဲ့အတော့ဒေသခံပြည်သူများစိုးရိမ်မကင်းဖြစ်လျက်ရှိကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ ကချင်ပြည်နယ်ဖားကန်မြို့မှာရှိတဲ့စစ်ခွေးတိုက်ရဲ့ဘျူဟာတပ်စခန်းကနေ ကြောက်တူးရေမစင်းကောက်တဲ့လုပ်ငန်းများပြန်လည်စတင်လာနေတဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ကြေးဝါများကိုလက်နက်ကြီးနဲ့ဘုံအလုံးရေ30ကပ်ရန်တမ်းပစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ2ရက်နေ့ည7:26မိနစ်အချိန်မှာဖားကန်ဘျူဟာတပ်စခန်းကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် မောင်မောင်ပေါ်မှာရှိတယ်နေအိမ်တလုံးဘုံဖြိမှန်ခဲ့ကြောင်းဒေသခံပြည်သူတို့ကပြောပြထားပါတယ်နိုဝင်ဘာလ2ရက်နေ့ည8နာရီခွဲကနေ120မမလက်နက်ကြီးတွေနဲ့ပြစ်တာ71ခွဲအထိကိုဇက်တိုက်ပြစ်နေတာစုစုပေါင်းခံမှန်းကြီးအချက်ရည်30ကျော်လောက်ရှိပါတယ်အဲ့ဒီတွေကမောင်မောင်ဘုံကနေအိမ်တလုံးစီကိုကြက်ရောက်ပောက်ကွဲခဲ့တယ်စိန်စိန်တို့ဂျိတ်ပါဝါတို့မော်စီစာတို့မှရေမစေးတွေပြန်ဆနေတဲ့အချိန်အခုလိုစစ်တပ်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့တာပါပြစ်တော့လေညဘက်အချိန်ကြီးတွေမှာမှရွေးပြစ်တာပါလို့ပြောပြထားပါတယ် အဲ့ဒီစစ်ခွေးတိုက်ရဲ့လက်နက်ကြီးများရန်တပ်ပစ်ခတ်မှုကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုရှိမရှိကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ပြောပါရယ်။တိုက်ပွဲစစ်ရေးအခြေအနေများကြောင့်ခေတ္တခဏရန်နာထားခဲ့ရတဲ့ကြောက်တူးရေမစေးကောက်တဲ့လုပ်ငန်းများကိုပြန်လည်စတင်လာတဲ့အချိန်ကျမှစစ်ခွေးတပ်ဘက်ကအခုလိုမျိုးလက်နက်ကြီး120မမများကိုရန်တပ်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်။စစ်တပ်ရဲ့လက်နက်ကြီးရန်တပ်ပစ်ခတ်မှုကြောင့်ဖားကပတ်ဝန်းကျင်မှာရှိတဲ့ကြေးရွာများကပြည်သူများဟာညာကြီးအချိန်မတော် စိတ်ချလက်ချမအိပ်နိုင်မင်းနဲ့ဘုံခုချင်းနေတဲ့မှာဝေပုံးနေရကြောင်း Facebook လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာရေးသားထားတာကိုတွေ့ရပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ22ရက်နေ့ညပိုင်းမှာလေဖားကံမြို့လုံခင်းရွာမှာပြည်သူများရှိနေတဲ့ကြောက်ဝိုင်းတနေရာကိုလက်နက်ကိုင်းလူတစုကလက်နက်ငယ်များနဲ့ရန်တပ်တိုက်ခတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတာပေါ့မြုံနယ်အတွင်းစစ်ကြောင်းထိုးခဲ့တဲ့အကြမ်းဖက်စစ်ခွေးတပ်ကမျိုးကြီးရွာအနီးမှာပြည်သူ၅ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ29ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ကပါစာ22ကနေထွက်လာတဲ့တပ်မ69လက်အောက်ခံတပ်ရင်း109 419 14ို့ပူးပေါင်းထားတဲ့အင်အား300ကျော်ပါတဲ့စစ်ကြောင်းဟာမျိုးကြီးအနောက်ဘက်မှာပြည်သူ၅ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်တပ်ကတပ်ဖြတ်ခဲ့တဲ့ပြည်သူ၂ဦးဟာရှားပင်ရီရွာမိုးကောင်းချောင်းကအသက်30ကျော်အရွယ်ကိုရွှေမင်းနဲ့ရိုးကြီးတို့ကအသက်40အရွယ်ကိုကျော်နိုင်ထုံးတို့ဖြစ်တယ်လို့သိရပါတယ်။အဲဒီစစ်ခွဲစစ်ကြောင်းဟာအော်တိုဝါလာ31ရက်နေ့မှာပသိမ်မုံရွာလမ်းပိုင်းကိုရောက်ရှိလာပြီးတဲ့နောက်အဲဒီနေ့မနက်အစောပိုင်းမှာချက်ကန်ရွာစာတင်ကျောင်းကိုစတင်ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်အကြမ်းဖက်စစ်ခွဲတွေကအဲဒီနေ့မနက်အစောပိုင်းကစတင်ပြီးတော့ကြေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ငွေအိမ်9လုံးလောက်ကိုလည်းမိရှုပ်ဖျက်ဆီးသွားတယ်လို့ပြောပါတယ်။ ပေါင်းမြုံနေတဲ့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတွေကရိုးကြီးရွာအနောက်ဘက်မှာပြည်သူနှောက်ဦးစလုံးကိုတပ်ဖြတ်သွားတာရှားပင်ရီရွာမိုးကောင်းချောင်းကကိုရွှေမင်းအသက်30ကျော်နဲ့ရိုးကြီးတို့ကအသက်40ဝန်းကျင်ကိုထွန်နိုင်ထွန်းတို့ကိုတတ်သွားတာပါလို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြတာပါလေအဲ့ဒီစစ်ခွေးစစ်ကြောင်းကစစ်သား3ဦးဟာလေပြည်သူပိုင်းနေနေတဲ့ကိုဝင်ရောက်ပြီးတော့ချက်ခိုးရန်လှုပ်ဆောင်နေတဲ့အချိန် Yam Revolution Front နဲ့ပခုတ်ကူခရိုင် MS နဲ့တိုင်ရင်ကရဲဘော်များကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗါဒါအပြင်၎င်းတို့ကိုင်ဆောင်တဲ့ MA2 တနက်တလာ MA3 တနက်တလာနဲ့ G အတောက်တထောင်ခန့်အပါဝင်ခဲန်တချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီအကြမ်းမဲ့စစ်ခွေးစစ်ကြောင်းဟာနိုဝင်ဘာလ၁ရက်နေ့မှာချက်ကန်ရွာကနေပင်တောင်ပြူစောတိရွာနဲ့ဒီလိုကွင်းရွာပြူစောတိရွာတို့ကိုစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ထွက်သွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတာပခုတ်ကူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အထက်မှဆက်တက်ကဂျီရွာများကိုရန်တာပြစ်ခတ်ခြင်းကြောင့်ပြည်သူနှအုပ်သေးဆုံးပြီးစစ်ကြောင်းကမြောင်မြို့နယ်အတွင်းဆက်လက်ဝင်ရောက်လာတဲ့အတွက်ပြည်သူများဟာတိတ်ရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလကစတင်ပြီးတော့ပခုတ်ကူတပ်မတရားတက်ကနေထွက်လာတဲ့အထက်မှစစ်ခွေးစစ်ကြောင်းဟာအင်အား၄၀၀ကျော်နဲ့ကံမနဲ့မြစ်ချေဒေသမှာရှိတဲ့ဂျီရွာများကို ဝင်ရောက်စည်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီစစ်ခွေးစစ်ကြောင်းဟာဂျေးရွာနေပြည်သူများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းဆက်တက်လေထီးနဲ့ဘုံးကျဲတိုက်ခတ်ခြင်းစစ်ကြောင်းဖြတ်တန်းသွားလာရာတလျှောက်မှာရှိတဲ့ပြည်သူများကိုဖမ်းဆီးခြင်းစစ်ဆေးခြင်းများလှုပ်ဆောင်တဲ့အပြင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အတင်းအကျပ်လက်မှတ်ရေးထိုးခန်းခြင်းများကိုလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူ့အပစ်စည်းများကိုလည်းစိတ်ကြိုက်ခိုးယူဖျက်ဆီးခြင်းတွေကိုလည်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ အော်တိုဘားလ26ရက်နေ့နဲ့24ရက်နေ့တွေမှာအကြမ်းဖက်စစ်ခွဲစစ်ကြောင်းဟာအရတားပြည်သူများရှိရာနေရာကိုလက်နက်ကြီးများစစ်တပ်၄ထီးများနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနှစ်ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကနိုဝင်ဘာလ3ရက်နေ့မှာလည်းအဲ့ဒီအကြမ်းဖက်စစ်ခွဲစစ်ကြောင်းကအင်အား200ကျော်ခန့်ဟာညံမြို့နယ်တောင်ပိုင်းမှာရှိတဲ့ကွေးမပြူစောတိရွာကိုစတင်ဝင်ရောက်လာတဲ့အတွက်ကြောင့်အနီးနားမှာရှိတဲ့ကျေးရွာများကပြည်သူများဟာ ဘေးလိုရာကိုထွက်ပြေးတန်းဆောင်ခဲ့ရတယ်လို့ပြောပါတယ်စစ်ခွေးစစ်ကြောင်းကရယသားပြည်သူတွေရှိတဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ရမ်းပစ်တယ်စစ်တပ်လေးထီးတွေနဲ့ဘုံကျဲလို့ပြည်သူနှောက်ဦးတိတ်ဆုံးပြီးပြင်းထန်တဲ့ရတဲ့သူတွေလည်းရှိပါတယ်စစ်ခွေးစစ်ကြောင်းတွေကအင်အား200ခန်းကညံညို့နယ်တွေကိုဝင်သွားတယ်ဘယ်ကိုဆက်သွားမယ်ဆိုတာတော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဒါကြောင့်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့ပတ်သက်တဲ့သတိပေးချက် လေချောင်းသတိပေးချက်များကိုစင်စက်မပြတ်နားဆွင့်ပြီးတော့အန်ရဲကင်းစွာနေထိုင်ကြပါရဲ့အညာနေတပ်ပေါင်းစုကအတိပင်းနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်စနဲ့စိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ